ကွာနဲ့ခံတွင်းကျမ်းမာရေးမကောင်းမှုမှုဒီခံတွင်းပြဿနာတစ်ခုတည်းအတွက်တာမကပုံမှုကျေပြန့်တော့စိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်။အဲဘာဖြစ်လို့ဆိုတော့ neurological open asset ကြာနေမှာပေါ်ပြခဲ့တဲ့လက်တလောသူတည်တနာပြုချက်အရာပဖုံးယောဂနဲ့အုံနောက်အထူးဖြစ်မညံနဲ့တတ်ဆိုင်သောနေရာများကျုပ်ဝင်မှုကြားတွင်ထင်ရှားသောဆက်နွယ်မှုတစ်ခုတွေ့ရှိခဲ့ရပါတယ်။သွားဖို့စာချင်းတို့မဟုတ်ပဖုံးယောဂများမှာစတင်သောနာတာရှည်ရောင်ရမ်းမှုများနဲ့ ဗတ္တိယပိုးမွားများသည့်တွေးလည်ပတ်မှုစနစ်ထဲသို့ဝင်ရောက်ကအချိန်ကြာလာသည့်နှင့်အမျှအုံနောက်အာရုံကြောတစ်ရှူးများကိုပျက်စီးစေနိုင်ပါသည်။ဤတို့အုံနောက်ဤကျုံဝင်လာမှုနှင့်ပျက်စီးယူရင်းမှုများသည့်မျက်ညံချုံရင်းချင်းနဲ့အန်ဇိုင်းမာယောဂကဲ့သို့သောအုံနောက်အာရုံကြောဆိုင်ရာယောဂများဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေနိုင်ပါသည်။ထို့ကြောင့်ခံတွင်းတန့်ရှင်းရေးကိုဂရုစိုက်ခြင်းသည်ကျန်းမာရောအပြုံးအတွက်တာမက အုံနောက်ဤရေရှည်ကျန်းမာရေးနဲ့ မဉ္ဇဉ်လှုပ်ဆောင်ချက်ကိုကာကွယ်ရန်အတွက်လည်းအလွန်အရေးကြီးပါသည်